Blackwing အဖွဲ့ရဲ့အစိုးဆုံးအဆိုတော် Blackwing အဖွဲ့ရဲ့အစိုးဆုံးအဆိုတော်လို့ပြောဆိုခံရတဲ့ဂျင်နီကအရင်ကတော့ငပြင်းမသူ့လူလူကဘလို့အဆိုတော်ဖြစ်လာတာလဲသူ့ကိုဘာလို့ Blackwing အဖွဲ့ထဲမှာထားထားတာလဲဆိုပြီးတော့ရရဲ့ဆက်ဆက်ကိုစော်ကားခံခဲ့ရပါတယ်ရှင်လူတွေမသိကြတာကဂျင်နီကဂျန်တဲ့အဖွဲ့သားတွေထက်တောင်ဒီအလုံးမှာပို့ပြီးတော့ဝိုင်းရင်နေသေးတာပါဒါဆိုသူမကဘာဖြစ်လို့လူအမုံအခမ်းရဆုံးလို့ဖြစ်သွားတာလဲသူမကအကြည့်လို့ဝေဖန်မုန်းတီးမှုတွေခံရပေးတဲ့နောက်သူ့ရဲ့ဘွားကဘလို့တွေဖြစ်သွားလဲဆိုတာသိချင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါနော် ဂျင်းနီရဲ့ငွေဘွားကိုမိတ်ဆွေတို့ပြန်သိရရင်တော့အခုလိုဖြောပြတာကသူမအတွက်အရန်ကြီးတဲ့စိန်ခေါ်မှုဖြစ်တယ်ဆိုတာသိပြီးတော့အံ့ဩသွားကြမှာပါ။ဘာလို့လဲဆိုတော့ဂျင်းနီကငငယ်ကလေးကအရန်အရှက်အကြောက်ကြီးတဲ့သူဖြစ်ပြီးတော့ single mother ဖြစ်တဲ့သူ့အမေနဲ့ပဲကြီးပြင်းလာရသူတယောက်ပါရှင်။အသက်၁၂လောက်မှာသူမကသူမအမေနဲ့ခွဲပြီးတော့မိုင်ပေါင်း6000လောက်ဝေးတဲ့နယူးဇီလန်မှာ9နှစ်ကြာပညာသင်ကြားရင်းနဲ့ဘဝကိုတယောက်တည်းကျော်ပြတ်ခဲ့ရသူပါဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ်ကြာသွားပြီးတဲ့နောက်အရွယ်ရောက်လာတဲ့သူမကအမေရိကန်မှာပညာသင်ဖို့ဆုံးဖြတ်ပြီးတော့ထွက်လာခဲ့ပါတော့တယ် ဆလီနစ်ကြတဲ့ခါမှာတော့ဘယ်ကနေရောက်လာမယ်သူ့ကိုသူတော်မသိတဲ့အစရောဖြစ်ခြင်းနဲ့ဆန္ဒဖြစ်လာပြီးတော့ keyboard star တယောက်ဖြစ်လာဖို့အတွက် keyboard သင်တန်းတွေကို၆နှစ်ကြာတဲ့အထိကိုရရဲ့ဝုန်းတက်ခဲ့တာပါသူမက Blackpink ကတခြားအဖွဲ့ဝင်တွေထက်ဂီတာနဲ့အကောက်ကိုပို့ပြီးတော့အချိန်ကြာမြင့်စွာလေ့ကျင့်ခဲ့ပါတယ်နောက်ဆုံးတော့သူမက Blackpink အဖွဲ့ဝင်2ဖြစ်ခဲ့ပြီးတော့သူမတို့အဖွဲ့ကပုံထွက်မှာကလေးကအောင်မြင်မှုတွေရရှိခဲ့ပါတယ် အောင်မြင်မှုရရှိလာတာနဲ့အမျှမျက်စိတောက်ထောက်ကြည့်ပြီးဝေဖန်မှုတွေအများကြီးလည်းရှိလာတာမို့ပရိသတ်တွေကဂျင်းနီအားနဲ့ချက်ကိုကြည့်ပြီးအကပိုင်းဆိုင်ရာမှာတက်ကြွမှုမရှိတဲ့အကြောင်း Blackpin အဖွဲ့ရဲ့အစိုးဆုံးအဆိုတော်တယောက်ဖြစ်တဲ့အကြောင်း social media မှာ post တင်ပြီးတော့ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ဘလို့ဆိုလဲဆိုရင်သူမကငပြင်းမအသုံးမကျဘူး Blackpin အဖွဲ့ဝင်ဖြစ်ဖို့မတင့်တော်ဘူး။သူမကိုထုတ်ပေးတင်နေသူမကကားတဲ့နေရာမှာအမြဲတမ်းပြင်းပြီးတော့အချောင်ခုန်နေတယ်လို့ရဲရဲစက်စက်ကိုပြောဆိုဝေဖန်ခဲ့ကြပါတယ်။ အဲ့ဒီလိုဝေဖန်မှုတွေကိုကြားရပေမဲ့စိတ်သက်သာမသွားပဲသူမကယုံကြည်ချက်ထားပြီးတော့ဆက်လက်ကြိုးစားခဲ့တာကြောင့်ဆိုလိုတခြင်းနဲ့တနစ်တာအကောင်းဆုံးအမှုပညာရှင်စုကိုရရှိခဲ့ပါတယ်။သူမကတော့ဒီစုရရှိတဲ့အပေါ်မှာဒီတခြင်းကကိုယ့်ရဲ့စစ်မှန်တဲ့ယုံကြည်မှုကိုရရှိစေပြီးတော့ဒီကမ္ဘာလုံးကလူတွေကဒီတခြင်းကိုယုံကြည်ပြီးနားထောင်ပေးကြလို့အယံအောမိတယ်ဆိုပြီးတော့လည်းပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမရဲ့လှပပြီးစံသစ်တဲ့ဝတ်စားစီရင်မှုကိုလူတွေကစိတ်ဝင်စားလာကြပြီးတော့ဖက်ရှင်လောကမှာလည်းလူတွေအားကြရတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်ရှင်။ ်သူမရဲ့ကြော်ကြမှုကဘလောက်ကြောင့်အရှိန်မြင့်တယ်လဲဆိုရင်လူတွေတော်တော်များများက Human Channel ဆိုပြီးတော့နာမည်ပြောင်းပေးထားခြင်းခံခဲ့ရပါတယ်ဒါတွေမကသေးပါဘူး။နောက်ပိုင်းမှာတော့ Bot Korea ရဲ့ F Fashion Editor အတယောက်အဖြစ်အောင်မြင်မှုတွေရရှိသွားခဲ့ပါတယ်။လောကမှာတချို့ဝေဖန်မှုတွေကပဲကိုယ့်ကိုယ်အဖြစ်တွန်းပို့ပေးတာဖြစ်ပြီးတော့အောင်မြင်မှုတွေရသွားတတ်တယ်ဆိုတာကိုဂျင်းနီရဲ့အဖြစ်ပြက်ကတည်တည်ပြသွားတာဖြစ်ပါတယ်။မိစွေတို့ရောပဝန်းချင်းရဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုဘယ်လိုသဘောထားပါလဲ။ဒီလိုဝေဖန်မှုတွေကနေကိုယ့်အတွက်အဖြစ်ပြောင်းလဲခဲ့ဘူးလား။ ဒီလိုအတွေ့အကြုံတွေရှိတယ်ဆိုရင်တော့ comment box မှာမျှဝေပေးသွားခဲ့ကြပါအောင်ရှင်ဒီလိုမျိုးစိတ်ဝင်စားဝေကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနေတယ်ဆိုရင်တော့ကျမတို့ရဲ့ဇော်ထက်အောင် share channel လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်နော်